ောကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်ဒါယူဆက်ခွန်အတင်းရဲ့ဒါအရှချင်းစစ်ပွဲအောင်ဖို့အလားလာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့ဒီကုဆိုးရရနေပြီးတော့မှတိဆက်ပြီးသွားဖို့ရှိပါတယ်ဒီချင်းနေဘလို့ရှိသလဲပေါ့နော်ကုဆိုးရဒါမင်္ဂလာပါဗျာမင်္ဂလာပါကိုပုံမှန်ဖြစ်တော့ဒီ local season ကတော့ကုဆိုးကြီးတို့ဒါကုဆိုးညီတို့เนาะဒါကောင်းထက်တို့နဲ့ပုံမှန်တိဆက်ပြီးနေကြပါဘောဒီနေ့ကလည်းဖြစ်ချင်တော့ကုဆိုးညီကလည်းဒါနေတိတ်မကောင်းတာနဲ့ မြန်မာလာပြဖို့လေအဲ့တော့ဒီယူဆက်ခွန်ကြောင်းလေးအခုတော့အစိုးရနဲ့ပြောဖို့စီစဉ်ထားပြီးသားပါစီစဉ်ထားပြီးသားဆိုတော့ဒီမှာကျွန်တော်ကဝင်အစားထိုးပြောမှလည်းရိုက်ပြီးလိုက်တာပေါ့လေဒီမှာကျွန်တော်ကြည့်လိုက်တော့ပုံမှန်ဖြစ်ဒိုကယ်နဲ့ကျွန်တော်ကနည်းနည်းတော့အဆက်ပြတ်ပါတယ်တိတ်လည်းမကြည့်ပြဘူးပေါ့နော်အဲ့ဒါဒီနေ့ကြည့်ပြလိုက်တော့ယူဆက်ခွန်ကစားမားတွေရဲ့ဒီ play style တော်တော်ကြီးကိုကောင်းတယ်ကောင်းတာပေါ့နော်ဟိုဘယ်လိုလဲအိုမန်ကို2-0နဲ့နိုင်တယ်နိုင်တယ်ဆိုတဲ့ဟာမှာပုံမှန်ဖြစ်ဟိုကိုစိုးကြီးနဲ့ကိုစိုးညီနဲ့အစောပိုင်းဟာဒီမှာရိုက်တော့ ျွန်တော်သတိထားမိတာတခုကဒီမြန်မာပလီယာတွေကကြတော့အစောပိုင်းပွဲတွေမှာဂိုးပြတ်နိုင်နေဆိုတာကြောင့်သူတို့မှာဒီ physical ဘိုင်းအာတာဂျယ်လီတွေရှိတယ်ဒီ physical ဘိုင်းအာတာဂျယ်လီနဲ့အတူဒါနိုင်ပွဲရသွားတာပေါ့နော်အခုကအိုမန်ကကြောက်ကြည့်လိုက်တော့သူတို့ကိုလူကောင်အများကြီးကြီးတယ်ဗျာဒါအရမောင်းနေမြင့်တယ်နောက်တစ်ခါခန္ဓာကိုယ်အစိပ်ပိုင်းနေထားရတယ် body ကလည်းအများကြီးတာတယ်ဒါပေမဲ့ဒီလိုအသင်းမျိုးကိုလည်းတကယ်တမ်းကြည့်လိုက်တော့ဟိုဘောလုံးပညာအရာ တကယ်ကိုကောင်းပါတယ်နံပါတ်10လေးနံပါတ်19နံပါတ်5ကိုသွင်းသွားတဲ့ကစားမားလေးပေါ့နော်ဒီကစားမားလေးတွေတော်တော်လေးတသိန်းလုံးနောက်ဆုံးဒါခန်းစစ်ကစားမားတွေအားစမစိုးအောင်တချို့အခြေအနေလေးမှာနည်းနည်းလေးဘယ်လိုပြောရရှင်းထုတ်ပုံဘလို့လောကြီးပြီးတော့မှာပေါ့နော်ဟိုပစ္စလက်ခကန်လိုက်ကန်ထုတ်လိုက်တာတွေကလွဲရင်ကျန်တဲ့ဟာရတဝဲလုံးတိုင်းတာနေကြည့်မှာဆိုမစိုးတာလေးကိုတွေ့ရပါတယ်ဒီအိုမန်နဲ့ အိုမန်ကို2-0နဲ့နိုင်သွားတဲ့ပွဲပေါ့လေဒီပွဲနိုင်သွားတဲ့အတွက်ဒါနောက်ဆုံးစီးရီးယားနဲ့ပွဲမှာတရေရယုံနဲ့ဒါမြန်မာကချစ်စပွဲအောင်သွားမယ်ဆိုတော့အရင်ဆုံးဒါအိုမန်နဲ့ပွဲအခြေအနေလေးဒါကိုဆိုရဲ့အမြင်လေးပြောပြပါအောင်ဗျဟုတ်ကဲ့ပါတကယ်ဒီမြန်မာလူငယ်အသင်းရဲ့ဒီခြေစွမ်းကအားရစရာကောင်းပါတယ်ကျွန်တော်တို့ဒါ UNICEF ကမ္ဘာဖလားဝင်ခဲ့တဲ့အသင်းနောက်ပိုင်းပါနော်အောင်သူတို့ပေါ့အဲဒါအဲ့နောက်ပိုင်းမှာတော်တော်လေးအားရစရာကောင်းတဲ့အသင်းကိုကျွန်တော်ပြန်ပြီးတော့တကြောပြန်ပြန်မြင်ရတာရှေ့မှာနှစ်ပွဲကစားထားတဲ့ရမတ်6မှတ်ဆိုတော့ကျွန်တော်နည်းနည်းလေး ဒီအသင်းနဲ့ပတ်သက်ပြီးတော့တချို့အပိုင်းလေးတွေမှာဟိုတန်တရာလေးတွေရှိတယ်ပေါ့နော်ကန်အားတဲ့အသင်းတွေရဲ့အခြေအနေကြောင့်လားပေါ့မနီပေါ်တို့အာဖဂန်နစ္စတန်တို့ဆိုတော့ဒါကိုနိုင်နိုင်တဲ့ပြိုင်ဘက်တွေဆိုတော့အိုမန်နဲ့ပွဲရတော့ဒီခြေစွဲအောင်မှုအတွက်အဆုံးဖြတ်ပဲလို့ကျွန်တော်အဲ့ပွဲအကြောင်းလေးကိုကျွန်တော်ခြုံငုံပြီးတော့ပြောထားဘူးတယ်တခုတကယ်ကိုကစားသွားတာအိုမန်လို့ဗျအိုမန်ဆိုတာဒီအရှာရှာ level အသင်းပေါ့နော်အရှာ level အသင်းကိုဒါတူတူတန်တန်ခြေစွမ်းတဲ့ကိုကိုကအပေါ်စီးရကံသွားရရသွားတဲ့ ဟိုပထမပိုင်းကကိုတကိုလည်းပဲဖြတ်ခံရတယ်ပြီးတော့ဒုတိယပိုင်းမှာလည်းအပိုင်ခွင့်တချို့ထပ်မသွင်းနိုင်လို့လားဒီထက်တောင်ပိုပြီးကိုပြတ်သွားနိုင်တဲ့အခြေစွမ်းမျိုးကိုကအောက်ကခံပြီးမှကန်နေရတာမဟုတ်ဘူးနဲ့အစီးနဲ့ကန်ပြီးတော့နိုင်သွားတာတကယ်ကိုဂွန်ယူစရာကောင်းပါတယ်ပြီးတော့ဒီအသင်းကိုလည်းမြန်မာနီးပြတွေပဲကန်တယ်အဲဒီနီးပြဖွဲ့ဝင်တွေမှာဒါနီးပြချုပ်ကကိုကျော်စေးရပါတော့အဲ့မှာကိုရံပိုင်တို့လို့ ဟိုကပတာလမဟောင်းနေလဲပါတယ်ကိုအောင်မိုးတို့လည်းတွေ့တယ်ပေါ့နော်အဲ့တော့ဒီမြန်မာလူမျိုးနှိပြရင်နဲ့မြန်မာလူငယ်အသင်းတလောက်ထိလောက်ပြနိုင်တာတော်တော်ကိုကိုယ်ယူစရာကောင်းပါတယ်အခုဆိုရင်၃ပွဲကစား၃ပွဲနိုင်ရမှတ်၉မှတ်နဲ့ဒီခြေစပွဲအောင်မိုးတော်တော်အလားလာကောင်းသွားခဲ့ပြီသူနဲ့အမှတ်တူဖြစ်နေတဲ့အိုမန်ကိုဒီလိုနိုင်လိုက်တာကြတော့ယုံကြည်မှုရောစိတ်တော်ရောအမြင့်ဆုံးရောက်ပါပြီကွင်းတွင်းမှာလည်းဒါကျွန်တော်တို့ ရုပ်တံနေကြည့်ရအောင်ပါနော်ပြည့်သက်တည်းအပြည့်ပဲဆိုနောက်ဆုံးပွဲတော့သိကြတယ်ကျွန်တော်တို့နဲ့ကွင်းလုံးပြေသွားပြီးတော့ရှန်ထွက်သွားမယ့်အနေအထားမျိုးဒီပွဲနဲ့ပတ်သက်ရင်တော့တခုဝင်ကန်စားရှိတယ်ကျွန်တော်တို့ကအလုတ်လုတ်နေရင်လည်းပွဲကိုကြည့်နေရအောင်လုတ်လုတ်လက်လက်ကြည့်တာမဟုတ်တော့ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအခုကပြောတာမဟုတ်ဘဲနဲ့ဒီအသင်းကိုအမှန်တော့ကျွန်တော်ဂုံပြူပြီးတော့ပြောတဲ့အစီအစဉ်မှာအမှန်တော့ဒီလိုအောင်ပွဲအတွက်ဒီလိုနိုင်ပွဲအတွက်ဂုံပြူတယ်ပြီးတော့ကျွန်တော်တို့ရဲ့ အဲဒီပွဲမတိုင်ခင်ရှေ့တပတ်ကပြောထားတဲ့ဟာလေးနဲ့မှလည်းကျွန်တော်တို့ဒီအသင်းပေါ်မှာတန်တရာလေးတွေရှိခဲ့တာကိုကျွန်တော်တို့ဝန်ခံပါတယ်အခုအဲ့အတွက်လည်းဒါဒီအသင်းရဲ့အောင်မြင်မှုပေါ်မှာဒီအသင်းရဲ့ဒီလိုအိုမန်ကိုနိုင်တဲ့ပေါ်မှာကျွန်တော်အပီရှေ့လှုပ်တဲ့ရှစ်လျှောက်ပြီးတော့လည်းဒါ2026အာရှဖလားကိုဝင်ရောက်ကစားခွင့်ရဖို့လည်းနောက်ဆုံးပွဲမှာအရန်ကိုအရေးကြီးသွားခဲ့ပြီအဲ့တော့တကယ်ကိုကျင်းတ်ဆရာကောင်းပါတယ်ခြေစွမ်းကတကယ်အဆင့်ရှိတဲ့ခြေစွမ်းပါနော်ဒီခြေစွမ်းကဗာတော်တော်လေးကိုပြိတ်သက်တွေလည်းကျင်းတ်လိုက်မယ်ရလက်ရအားလုံးကိုဂုံဆရာကောင်းနဲ့ ဒီပွဲတပွဲပေါ့နော်အထူးသဖြင့်တော့မြန်မာဘောလုံးနဲ့ပတ်သက်ရင်ကျွန်တော်တို့အများသောအားဖြင့်ကတကယ်ပြိုင်ပွဲကြီးတွေရောက်သွားရင်ချစ်ချော်ချော်သွားတာများတာဟုတ်ဒီလိုလူငယ်အဆင့်မှာဒီလိုမျိုးပြောင်းမြင်ခွင့်ရတာ UNICEF ကဘာဖလာဝင်ခွင့်ရတဲ့အသင်းနောက်ပိုင်းမှာတကယ်ကိုခွင့်ပြုစရာအကောင်းဆုံး ွဲတစ်ပွဲကိုမြင်ရတာပါဘူး။ဟုတ်ကဲ့ပါ play style ကအမှန်တကယ်ပြောရင်ဒီဘယ်လိုပြောမလဲသူတို့အတင်းမှာလက်ရှိဒီ user count အတင်းမှာဆိုရင်ဒီ count number 7အတင်းမှာလဲစိုက်မြတ်မင်းလားဟုတ်ကဲ့ဒီကစားမလေးကတကယ် key player ပေါ့ဒီကစားမလေးဒီနေ့မပါနိုင်ဘူးကျွန်တော်ဒီမှာလေ injury ကကောင်းဖြစ်သွားဖို့ရတယ်ပေါ့နော်ဒီဝင်တော့မထုတ်ပြန်တာပါနိုင်ဘူးဒါပေမဲ့ तू မပါနိုင်ပေမဲ့လေ play style ကြီးတော့တော်တော်ကိုတည်တတ်တယ်ဟိုမှာဘောလုံးထွက်ထွက်တာတွေနောက်တစ်ခုကကျတော့ဒီတူးချင်းစကေးပိုင်းကြီးတော့လေသူတို့ရဲ့ကန်ချက်လေးကိုကျွန်တော်ကြည့်ရင်ဒါတိတာပါလေကျွန်တော်တွေမဟုတ်ပါဘူးဒါဘောလုံးဝါသနာရှင်တိုင်း ကြည့်ရင်ဒါသိတာဒီဒီကစားမကဖြစ်ထွန်းနိုင်လားမဖြစ်ထွန်းနိုင်လားဗောနော်ဒါအရက်စကားနဲ့ပြောမှာဆိုရင်ဒါကျွန်တော်တို့ဒါသိနိုင်လားလာလာကောင်းလားလာလာကောင်းတော့ဗောနော်လာလာကောင်းလေးကိုလည်းကျွန်တော်တို့တွေးရပါတယ်ဒီ U18 ထဲမှာဒါကိုဆိုကြီးဒါအိုမန်ရဲ့ပွဲမှာသဘောချမိတဲ့ ကစားမလေးလည်းချက်တော့ပြောပြပါဦးဗျ။ဟုတ်ကဲ့ပါဒီပွဲမှာဒါကျောင်းနံပါတ်30ပေါ့နော်။သူဆိုရင်ဒါရှစ်ပွဲတွေမှာအရန်ကြီးသူနဲ့ပတ်သက်လို့ကျွန်တော်တိတ်မပြောပြကြအောင်ဒါပေမဲ့တော်တော်လေးကိုကောင်းတယ်။ဒါသူ့ရဲ့တဦးချင်း dribble လုပ်သွားတာတွေပြေးလွှားသွားတာတွေကန်သွားတယ်။ပထမပိုင်းမှာ instant ကန်သွားတဲ့လုံးဆိုလည်းကိုသမားကာကွယ်သွားတယ်။ဒုတိယကိုလည်းသူသွင်းသွားခဲ့တယ်။ပြီးတော့အသင်းရဲ့အဓိကကြောယူကစားသမားတွေကတော့ခန်စစ်ကအသင်းကောင်းဆောင်နာနံပါတ်5ပေါ့နော်အောင်တီဟာသူကရှစ်ပွဲတွေမှာလည်းအဲ့လိုပဲ cross ball တွေသူကတဲတဲပြီးတင်တယ်ဒါသူနဲ့တူကစားပေါ်ကျောင်းနံပါတ်4မျိုးခန့်ကျော်ကအမြဲတမ်းသူတင်တဲ့ဘောလုံးတွေကိုခေါင်းတိုက်သွင်းတယ် ဒါဆက်ပြီးစီကိုတေချာလေ့ကျင့်ထားရလို့ထင်တယ်ပွဲကျွအင်တာဗျူးတွေကြည့်လိုက်တော့တို့က defense ကိုတေချာလုံအောင်ကစားပြီးတော့အဲ့လိုဆက်ပြီးစီကောင်တာတွေနဲ့သွားမယ်လို့ဒါနိဗျာကိုကျော်စေရပြောထားတာလည်းကြားလိုက်တယ်ဆိုဒီအတွက်အရန်ကို appreciate လုပ်ပါတယ်ဟိုကိုတက်အားတာတဲ့ကိုတက် level မြင့်တဲ့အသင်းကိုကစားသွားတယ်ကဲအထင်ကြီးဖို့ကောင်းတယ်ဟုတ်တယ်ဟို service ဒီ attacking ဘက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါအရမောင်းကဒါအများကြီးစကားပြောတယ်ဒါပေမဲ့ဟိုတကယ်သွားတဲ့အချိန်မှာကြောက်လို့လဲကျွန်တော် area jewelry ကြီးလိုက်တော့ဒီကိုက service ရတဲ့အပိုင်းနေမှာဆိုရင်ဒါမြမက တော်တော်အားသာတယ်အားသာတယ်ဗောနော်ဒီခေါင်းတက်ချက်တွေဆိုရင်ဒါဂိုးပြီလို့ထင်လို့ရတဲ့ခေါင်းတက်ချက်တွေကျွန်တော်ဒါအများကြီးရှိတယ်ဆိုတော့ဒီဘိုင်းမှာတော့တည်ကြပါတယ်ဒါကိုဆွေးပြောသလိုဒီနီးပြအဖွဲကလည်းဒီဟာ training လုပ်တဲ့ဘိုင်းမှာတော့ဒီ set piece ဘိုင်းကိုအများကြီးပြင်ဆင်ထားပါပြင်ဆင်ထားပုံရတယ်ဘာလို့လဲဆိုတော့တော်တန်ဒါကြည့်လိုက်လို့မြင်နေရပါဗျာအိုမန်ကလူကောင်းကြီးအကြီးကြီးတွေ ဒီလူအောင်ကြီးတဲ့ဟာတွေကိုကျွန်တော်ဒါကိုရီအတင်းရတဲ့ထောက်ခံဘောတိုင်းမှာကြည့်မယ်ဆိုရင်မြန်မာလူငယ်ကစားသမားတွေကခေါင်းဦးအောင်တိုက်နိုင်တယ်ဆိုတော့ဒီချက်တွေရတယ်အရန်ကိုပဲဒါချီးကျူးစာကောင်းပါတယ်နောက်ဆုံးကစားရမှာတော့ဒါစီးရီးယားနဲ့ကစားရမှာပေါ့နော်ပိတ်ပေါ့နော်အဲဒါစီးရီးယားနဲ့ကစားရမှာဆိုတော့ဆိုရင်ဘလူးဒါစီးရီးယားနဲ့တေကစားနိုင်ရင်ကိုပဲနောက်တစ်ဆင့်တက်မယ်ဂိုးကွာချားချက်အရာလဲမြန်မာလူငယ်တင်းကအများကြီးတာနေတာကိုလည်းကျွန်တော်ဒါတွေ့ရဆိုတော့မြန်မာလူငယ်တင်းကဒါတေချာတစ်ခုကတော့ဒါဒီအရှဖလားကို ာရှလူငယ်ဖလားပြိုင်ပွဲကိုဝင်ဝင်ခွင့်ရဖို့အတွက်အလားအလာကြီးကောင်းပါပြီဒီနောက်ဆုံးပွဲစဉ်မှာတော့ဒါဘယ်လိုပြောမလဲဟိုလိုချင်တဲ့ရလတ်မျိုးပေါ့နော်ယူနိုက်မယ်လို့ကိုစိုးကြီးထင်တာမသိဘူးဗျဟုတ်ကဲ့ပါဒီလိုအခြေအနေမျိုးမှာအသင်းရဲ့ဒီကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာအရန်ရေးကြီးတယ်ဗျဘာလို့လဲဆိုတော့ ဒါရှေ့မှာလည်းဒီလိုမျိုးအောင်သွားတဲ့အချိန်မှာကိုယ့်ထက်သား level မြင့်တဲ့ UAE တို့ Qatar တို့နဲ့တွေ့ကြရတော့ UAE နဲ့အဆုံးဖြတ်ပွဲမှာအောင်တယ်စီမီးမှာထင်တယ် Qatar ကိုရှုံးပြီးတော့ခြေစစ်ပွဲတော့အောင်သွားတယ်ဒါပေမဲ့ဟိုပေါ့နော် Super League တော့မရလိုက်ဘူးအဲ့လိုအဲ့လိုပေါ့စိတ်ပိုင်းဆိုင်ရာအရာအရန်ကိုမြင့်နေတဲ့အချိန်ပြည်သက်ကလည်းသိကြတယ်ဒီနိုင်ပွဲကြောင့်တနိုင်ငံလုံးအုံအုံကြောက်ကြတဲ့ဒီပွဲကိုအားပေးကြတော့မယ်ဆိုကွင်းတွင်းလဲကျွန်တော်ထင်တယ်ဒီကွင်းလုံးပြည့်သွားလိမ့်မယ်ကျွန်တော်လည်းဒီဒါမဲ့ဘက်ကတော့အားရတယ်ဆိုကျွန်တော်ကိုယ်တိုင်သွားကြည့်မယ်ကျွန်တော်ပွဲ၃ပွဲရှိမှဒါနဲ့ပွဲ၃ပွဲမှာကျွန်တော် နှစ်ပွဲကတော့ဒီလိုရုပ်တန်တစ်ပွဲကကွင်းထဲထိရောက်တယ်ဒုတိယပွဲပေါ့နော်နီဘောအနိုင်နယ်ပွဲအဲ့ကွင်းထဲမှာဝါကြည့်တဲ့ခြေစွမ်းကတော့ဒီလောက်ကြီးပေါ့နော်ဟို impressive မဖြစ်ဘူးဒီပွဲကတော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိတိုးတက်လာလဲဆိုတာကိုထပ်ပြီးပြခဲ့တယ်ပွဲတော်တော် impressive ဖြစ်တာပါတပွဲလုံးဘာမှပြောစရာမရှိလောက်အောင် ကစားသွားတာအထင်ကြီးဖို့ကောင်းတယ်အဲ့တော့ဒီအလားအလာအများကြီးရှိတဲ့ကိုပြောသလိုဒီအသင်းမှာရှစ်လျှောက်ပြီးတော့ဒါ down တစ်ချိန်မှာ level စဉ် level အထိကိုရောက်လာနိုင်ခြင်းရှိတဲ့ကစားသမားမျိုးတဦးချင်းအရှိသွေးတွေရောအသင်းလိုက်ကစားဟန်ရောစိတ်ပိုင်းဆိုင်ရာခံယူချက်တွေရောတော်တော်လေးဒါအသင်းကိုမောင်းထားတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီအတွက်လည်းဒါဒီအတင်းပေါ်မှာပြီးတော့ဒီအုတ်ချုပ်သူနီးပြအဖွဲ့ဝင်အားလုံးကို appreciate လုပ်ပါရဲနောက်ဆုံးပွဲမှာကျွန်တော်တို့နောက်ဆုံးပန်းတိုင်ကဒါခြေစပွဲအောင်ဖို့ပေါ့နော်အဲ့တော့ လိုတော့လိုခြေသွေးပအောင်နောက်ဆုံးပွဲတော့ကစားဖို့လိုသေးရဲ့လက်ရှိယုံကြည်မှုလက်ရှိစိတ်တဲ့အသင်းလိုက်ကစားဟန်ရဆိုရင်ဒါကလုံးဝမျှော်လင့်လို့ရတဲ့ဒါပွဲတစ်ပွဲဖြစ်လာမှထင်ပါတယ်ကွာဒါပေါ့ဟို ုပ်စုတွင်းမှာကြတော့ကျွန်တော်စီးရီးယားစီးရီးယားရဲ့ဆိုင်အိုမန်ကပို့ပြီးမှကောင်းတာလေဟုတ်ကဲ့တော့ကျွန်တော်စီးရီးယားတော့ထိတိုက်တွေ့ထားတာလဲသူကနိုင်ထားတာနိုင်ထားတာအိုမန်ကစီးရီးယားကိုနိုင်ထားတယ်ဆိုတော့ကျွန်တော်ဒီပုံမှန်နီးရပဲကျွန်တော်ကြည့်မယ်ဆိုရင်အိုမန်ကိုနိုင်ထားတဲ့မြန်မာလူငယ်တင်းကစီးရီးယားကိုအနေဆုံးတည်ရလောက်ပေါ့နော်ဒါဒီနေရာမှာတစ်ခုတော့ရှိတာပေါ့လေကိုကတည်ရမှန်းလို့တော့မရဘူးပေါ့ဒါကတော့ဟိုဘယ်လိုပြောမလဲဒီ professional အသင်းကြီးရဲ့ သွားနေတဲ့လမ်းလေးကိုကျွန်တော်နမူနာယူဖို့တော့လိုမယ်ထင်တယ်။ဟုတ်ကဲ့။ဥမာကျွန်တော်ကျွန်တော်ဒီဥရောပအသင်းတွေပဲဖြစ်ဖြစ်ကမ္ဘာဖလားပြိုင်ပွဲမှာဖြစ်ဖြစ်တရေရဖို့မျှော်လင့်ချက်နဲ့ကစားတဲ့အသင်းတွေကအခက်မသိရင်ရှုံးသွားတတ်တယ်ပေါ့နော်။ဒါကတော့ဟိုဘယ်လိုပြောမလဲသင်ခန်းစာယူဖို့လိုမယ်ထင်ပါတယ်။ကိုယ့်အတွက်ကတေးတမတ်ပဲလူရဲဆိုပေမဲ့တေချာတစ်ခုကတော့အနိုင်ရဖို့လေ အနံရဖို့မောင်းတင်လာမှဒါရင်ဒါအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲမှာကစားဝါးတဲ့ဒီအိုမန်နဲ့ပွဲပေါ့လေအိုမန်နဲ့ပွဲမှာကစားဝါးတဲ့ခြေဆွမ်းနေရဆိုရင်ကျွန်တော်ဒီရှီတန်းကဆိုရင်ဒါရဲနိုင်အောင်ဆိုရက်ကလေးတွေပေါ့နော်ဒီကစားမလေးနှစ်ပွဲဆက်အတွင်းထားတာဆိုရှီနှစ်ပွဲလုံးပေါ်လုံးစကီလေကောင်းတယ်နောက်တစ်ခါကျတော့ဒီသူ့ရဲ့ ဒီ if ဒိုင်ဆန်ဘူတယောက်ရဲ့ဒါဒိုင်ဆန်ဘူတယောက်ရဲ့ပုံမှန်တရံပေါ့ဗျာအရေစကားနဲ့ပြောရင်ပေါ့ထောင်ထောင်မောင်းမောင်းနဲ့ဘောလုံးကိုဟိုးတက်လုံနိုင်တယ်တွဲနိုင်တယ်တိုးနိုင်တယ်ပေါ့နော်အရေမောင်းလေးရှိတယ်ဗျာဟုတ်တယ် body ခုပြောမှကစားနိုင်တယ်ဒါလေးညာကျွန်တော်ကြည့်မယ်ဆိုရင်ဒါကစားမကောင်းဖြစ်လာနိုင်တဲ့အလားလာလေးပေါ့နော်ကျွန်တော်ဒါကစားမလေးညာကျွန်တော်ကြည့်မယ်ဆိုရင်ဒီနမ၅လေးအောင်ဒီဟာဒါအသင်းကောင်းဆောင်ဒါကန်သွားလိုက်ကန်ချက်တကယ်ကိုကောင်းပါတယ်ဟိုလုံးဝ surprise ကြီးပေါ့နော်ဒီ goal ရွာလိုက်လို့လေကျွန်တော်ထင်ပါတယ်ကစားတာလွယ်သွားတာမြန်မာအဲ့မတိုင်ခင်လေတောက်လျှောက်ဖိနေတာအမှန်တမ်းပြောရင်ဟို မန်ကိုနိုင်သွားတယ်ထူးစူးတော့နိုင်သွားတယ်ဆိုတာကဒီခံစစ်အသေးပိတ်မယ်ကန်ကောင်းလို့ရတဲ့အခွင့်အရေးကိုကောက်တာမျိုးမဟုတ်ဘူးခေါက်ဖောက်ပါမို့ဖဲနဲ့တကယ်လို့တပွဲလုံးကိုကစားကိုကခြေစွမ်းအตาစည်းနဲ့ကစားပြီးတော့မှနိုင်သွားဆိုတော့ဒါမြန်မာယူဆက်ခွန်တင်းရဲ့ခြေစွမ်းကတော့ ဒီလက်ရှိမြန်မာဘောလုံးပြည်သက်တွေလည်းသတိထားမိမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ဒီအာရှခြေစစ်ပွဲဒီယူဆက်ကွန်ပေါ့လေယူဆက်ကွန်အာရှခြေစစ်ပွဲဝင်နေတဲ့လူငယ်တင်းရဲ့နိုင်ပွဲလေးကိုကျွန်တော်ဒါတင်ဆက်ပေးခဲ့တာပေါ့ကွန်ပျူတာတင်ဆက်ပေးခဲ့ဖြစ်ပါတယ်ဒီစီစဉ်လေးမှာပါဝင်ပေးတဲ့အတွက်ကိုဆွေရိုးဒါကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဆော့ကောပရိသတ်တအူးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ